မင်္ဂလာပါ Super Hero Spotlight ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Disease ဆိုတဲ့ comic အကြောင်း recap ပြောပြမှာဖြစ်ပါတယ်ရှင်းရှင်းပြောရရင် Marvel Zombie DC version ပေါ့ဗျာကဲထမင်းဆိုင်ကြီးကြဖို့ ready ဖြစ်ပြီဆိုရင်စလိုက်ကြရအောင်ဇလန်းအစမှာ Dark Side ကို Justice League ကအနိုင်ယူသွားခဲ့တာ ਨੇ စတင်ထားပါတယ် Dark Side ကို Justice League ကဒီကဘာကိုဘယ်တော့မှပြန်မလာဖို့ပြောလိုက်ပါတယ် Dark Side ကတော့သူ့လိုချင်တဲ့ရာသီဖြစ်တဲ့အတွက်ပြန်လာစရာအကြောင်းမရှိဘူးလို့ပြောပြီးသူ့ကဘာကိုပြန်ထွက်သွားပါတယ် အဲ့ဒီအချိန်မှာ cyber ပျောက်နေတဲ့အတွက် Batman ရဲ့ချက်ပြချက်ကအသံပေးလာပါတယ်။ Justice League အဖွဲ့သားတွေကတော့ Batman က cyber အပြင်သူတို့အားလုံးကိုအသိပေးထားခြင်းမရှိဘဲခြေရာခံစားတတ်တာလို့အနှဲငယ်တင်းနေကြပါတယ်။ cyber ကကဘာပေါ်မှာမရှိကြအောင် Batman က Justice League ကိုပြောပြလိုက်ပါတယ်။ Apocalypse Joe ပေါ်မှာတော့ cyber ကို Darkseid ရဲ့လက်အောက်ငယ်သားဖြစ်တဲ့ Deathseid ကဖမ်းချုပ်ထားပါတယ်။ cyber ကိုဖမ်းထားတဲ့အချိန်မှာ dark side ကသူ့လိုချင်တဲ့ anti life equation ရဲ့တဝက်ကိုရရှိထားခဲ့ပြီးပါပြီ anti life equation ကို dc comment နဲ့ mean ရဲ့သူရဲ့အတွက်တစ်ချက်လောက်ရှင်းပြပြစီ anti life equation ဆိုတာကတော့သူ့ကိုအသုံးပြလိုက်ပြီဆိုတာနဲ့တရှိတရဝါတိုင်းရဲ့စိတ်တွေအကုန်လုံးကိုအသုံးပြသူဟာထင်ကျုံနိုင်စွမ်းရှိမှာဖြစ်ပါတယ်။ဒါဆိုင်ကဒီဆွမ်းအသုံးပြပြီး universe တစ်ခုလုံးကိုချဲ့လဲနေတာဖြစ်ပါတယ်။ဒါကြောင့် anti life equation တဝက်ကိုပိုင်ဆိုင်ထားတဲ့ dark side က equation ရဲ့ channel တဝက်ကိုပိုင်ဆိုင်ထားတဲ့ cyborg ကိုဖမ်းခေါ်လာတာဖြစ်ပါတယ်။ဒီလိုနဲ့စကားများနေတဲ့ cyborg ကိုအာယုံနောက်လို့ဆိုပြီး dark side က ဓာတ်ဆက်ကိုရှာဖြတ်ခိုင်းလိုက်ပါတယ်။ဓာတ်ဆိုင်က cyborg နဲ့သူ့ရဲ့ anti-life equation တစ်ဝက်ကိုပေါင်းစပ်တဲ့အခါ cyborg သိဆုံးသွားခဲ့ရင် equation ကိုဖန်တီးနေရင်ပျက်စီးသွားမှာစိုးရိမ်တဲ့အတွက် black razor ကို apocalypse joe ဘောကတေမင်းကိုဆင့်ခေါ်လိုက်ပါတယ်။ black razor က dc comic ထဲမှာဆိုရင် apocalypse joe ဘောမှာရှိနေတဲ့တက်ရှိမှန်သမျှရဲ့တေမင်းဖြစ်ပါတယ်။ဓာတ်ဆက်က black razor ကိုဖမ်းဆီးပြီး Black Razor ရဲ့ခန္ဓာကိုယ်ကအစိပ်ပိုင်းတစ်ခုနဲ့ Cyborg ရဲ့ခန္ဓာကိုယ်ပိုက်တစ်ခုအသုံးပြုပြီးချိတ်ဆက်လိုက်ပါတယ်။ဒီလိုရဲ့ကြောင့် Anti-Life Equation ကပုံမှန်မဟုတ်ပဲပြည့်ရွံ့သွားပြီးကုဆတ်ယောဂအဖြစ်ပြောင်းလဲသွားပါတယ်။ပထမဆုံးအကူဆက်ခံလိုက်ရတာကတော့ Dark Side ပဲဖြစ်ပါတယ်။ကုဆတ်ခံလိုက်ရတာကြောင့်စိတ်လွတ်သွားတဲ့ Dark Side ကိုကြည့်ပြီးအခြေအနေမဟန်တော့တဲ့အတွက် Dark Side က Cyborg ကိုကဘာမြေပေါ်ပြန်ပို့ပေးလိုက်ပါတယ်။ဒါဆက်ကတော့သူ့ရဲ့ခန္ဓာကိုယ်တိဆောက်ပုံကြောင့် virus ကူးစက်မခံလိုက်ရပါဘူး။ ။စိတ်ရွတ်သွားတဲ့ Dark Side က Apocalypse Joe တခွင်တောင်းကျမ်းရင် Joe တခုလုံးကိုဖျက်ဆီးမိသွားပါတယ်။ကဘာမီပေါ်ဆဲလို့ခံလိုက်ရတဲ့ Cyborg ကတော့သူ့စီမှာရှိတဲ့ Anti-Life Equation ကဇီဝနည်းပညာ Virus အဖြစ်ပြောင်းလဲသွားတဲ့အတွက် Digital နဲ့ပတ်သက်တာအမှန်တရားဖြစ်တဲ့ဖုန်း TV အစရှိတဲ့နည်းပညာပစ္စည်းတွေရဲ့ screen ကိုကြည့်လိုက်တာနဲ့တည်းပဲ virus ကလူတွေကိုကူးစက်သွားနိုင်ခဲ့ပါတယ်။ cyborg ကသူ့ကိုယ်သူပိတ်ပစ်ဖို့ကြိုးစားခဲ့ပေမဲ့အချိန်ထောင်းသွားခဲ့ပါတယ်။ virus ကူးစက်ခံရတဲ့သူတွေကတော့စိတ်တွေလွတ်ပြီးတယောက်နဲ့တယောက်လိုက်လံတိုက်ဖြတ်နေကြပါတယ်။ cyber ဖမ်းခံရတဲ့နေရာက apocalypse ဂျိုဘောမှာဖြစ်နိုင်တယ်လို့တန်တရားရှိနေတဲ့ superman က dark side ရဲ့သားဖြစ်တဲ့ mr american ရဲ့သူ့ဇနီး big bada တို့ကိုအကူအညီလာတောင်းနေတဲ့အချိန်မှာ order တွေကြားလို့အပြင်ကိုထွက်လာခဲ့ပါတယ်။အပြင်ကိုထွက်လာတာနဲ့ virus မိနေတဲ့သူတွေကိုလည်းတမ်းမြင်ရော superman အရေးဆုံးပြည်သတိရလိုက်တာကသူ့ရဲ့မိန်းမဖြစ်တဲ့ louis နဲ့သားဖြစ်တဲ့ john တို့ကိုပါပဲ။ မိမဖြစ်သူလူဝစ်ကတော့သူ့အိမ်မှာဖုန်းပြောင်းလို့လိုက်ရှာနေပါဗယ်ဘန်မန်ရဲ့သားဖြစ်တဲ့ဒေမီယံဝိန်းနဲ့ဂျွန်တို့ကတော့ဂိမ်းတူတူဆော့နေကြပါဗယ်ဂျွန်ကသူ့ဖေစူပါမန်လို့အစွမ်းတွေပိုင်ဆိုင်ထားတဲ့အတွက်သူ့အမေဖုန်းကို X-ray မြင်အာရုံနဲ့ရှာပေးလိုက်ပြီးဖုန်းကိုကောက်ကင်မယ်လို့စူပါမန်ကရုတ်တရက်ရောက်လာပြီးဖုန်းကိုမျက်စိလေးစာနဲ့ပြစ်လိုက်ပါတယ်။နောက်ပြီးတော့စူပါမန်ကအားလုံးကိုမျက်စိပိတ်ခိုင်းတာပြီး digital နဲ့ပတ်သက်တဲ့ screen တွေမှန်သမျှကိုမကြည့်ဖို့ပြောရင် TV screen ကိုဖျက်ဆီးလိုက်ပါတယ်။ ဘာမှန်းလဲဗိုင်းရပ်စ်အကြောင်းကိုသိသွားပြီဖြစ်တဲ့အတွက် backgate တွေကကွန်ပျူတာ screen ကို firewall တွေကပြီးအပြင်ကအခြေအနေတွေကိုလေ့လာနေပါတယ်။ virus က digital screen တွေကိုကြည့်ုံသာမက internet ချိတ်ဆက်ထားတဲ့ device တွေကနေပါကူးစက်နိုင်သောမှန်သိသွားတဲ့အခါမှာတိတ်လုံးမှရှိတဲ့ internet ချိတ်ဆက်မှုကိုပါဘာမှန်းကဖျက်တော့လိုက်ပါတယ်။ဒေမီယန်ဝင်းကဖေးဖြစ်သူကိုဖုန်းခေါ်ပေမဲ့ဘန်မန်ကဖုန်းမကင်တော့စူပါမန်တို့လည်းဒေမီယန်ကိုစိတ်မပူဖို့အားပေးစကားပြောနေခဲ့ကြပါဗျ။ ။ဗန်မန်ကတော့သူ့ရဲ့ဆိုင်ရင်ထဲမှာ virus ကူးစက်ခံရပြီဖြစ်တဲ့သားနှစ်ယောက်ဖြစ်သူ night wind နဲ့ red robin တို့ကိုတားဆီးရင်သူပါ virus ကူးစက်ခံရပါတယ်။ alfred ကိုတော့ဗန်မန်ကထွက်ပြေးဖို့လှမ်းပြောလိုက်ပါတယ်။ပင်လယ်ထဲမှာတော့ကုန်ပစ္စည်းတင်မောကြီးတစ်စီးကတင်မောပေါ်ကကုန်တွေထွက်ကြပြီးဗျံပဒါဖြစ်နေရမြင်တော့ကက်တင်ဘို့သွားရောက်ကြည့်ရှုတဲ့အကွာမန်ကို virus ကူးစက်ခံရတဲ့တင်မောသားတွေကဝါကိုက်ကြတဲ့အတွက်အကွာမန်လည်းကူးစက်ခံရရပါတယ် စူပါမန်ရဲ့ဇနီးဖြစ်သူလူးဝစ်ကတော့အသက်ရှင်ကျန်ရဲ့သူတွေကိုလိုက်ရှာဆက်သွယ်ဖို့အတွက် Daily Planet သတင်းစာတိုက်ကိုတွားကြဖို့ပြင်ဆင်နေပါတယ်။အဲဒီအချိန်မှာချစ်သူဟောင်းပြတဲ့ဂျိုကာရဲ့ရက်ဆက်မှုတွေကိုတီးမခံနိုင်တော့တဲ့ Harley Quinn ကချစ်သူတစ်ကလေးဖြစ်တဲ့ Poison Ivy နဲ့အတူဂျိုကာစီကိုရောက်လာကြပါတယ်။ Harley Quinn ကဂျိုကာကိုနှုတ်ဆက်စကားပြောဖို့ရောက်လာခဲ့ပေမဲ့ဂျိုကာကတော့ virus ကူးခံလိုက်ရပြီဖြစ်ပါတယ်။ Metropolis မြို့အပြင်ဘက်မှာတော့ Green Arrow Black Canary နဲ့ Green Lantern တို့သုံးအောင်သားက camp ထွက်နေကြပါတယ်။ Green Lantern ဖြစ်တဲ့ Hal Jordan ကစကားဝိုင်းကနေထပ်သွားပြီးရတဲ့တဲတဲကိုဝင်ပြီးဖုန်းသုံးပြီးသွားတာကြောင့် virus ကူးစက်ခံလိုက်ရပါတယ်။ virus ကူးစက်ခံလိုက်ရတဲ့ Green Lantern ကိုလည်းမြင်ရော Green Arrow နဲ့ Black Canary ကအံ့ဩသွားကြပါတယ်။ Green Lantern က Black Canary ကိုတိုက်ခိုက်ဖို့လုပ်နေတဲ့အချိန်မှာ Green Arrow ကလက်ဝဲအိတ်များနဲ့ပစ်လိုက်ပါတယ်။အပြစ်ခံလိုက်ရလို့ဒေါသထွက်သွားတဲ့ Green Lantern က Green Arrow ကိုရန်ပြူဖို့လုပ်တဲ့အခါမှာ Black Canary ကအသံလှိုင်းနဲ့អော်လိုက်ပါတယ်။ Daily Planet သတင်းစာတိုင်းမှာအရင်ခေတ်ကအင်တာနက်မလိုပဲအသုံးပြုနိုင်တဲ့ Radio Hound တွေရှိတဲ့အတွက်အသက်ရှင်ကြရတဲ့သူတွေကိုဆက်သွယ်ဖို့ Superman တို့ကရောက်လာကြပါတယ်။ဒါပေမဲ့အဆောင်အုံတစ်ခုလုံးက Virus ကူးစက်သူတွေနဲ့ပြည့်နှက်နေကြအောင် X-ray Vision နဲ့ကြည့်လိုက်တဲ့ Superman ကအဆောင်အုံနဲ့မဝင်ခိုင်းခဲ့ပါဘူး။ Superman ကနားပါသူဖြစ်တဲ့အတွက် Black Canary ရဲ့တောအုပ်ထဲကអော်တဲ့တံကိုကြားသွားလို့ Black Canary စီကိုထွက်သွားပါတယ်။ စူပါမန်ရောက်လာတဲ့အချိန်မှာကန်ရီအော်ဒန်ကြောင့်ချောသွားပြီဖြစ်တဲ့ဂရင်းလန်ဒန်ရဲ့လက်ဆွတ်ကဘလက်ကန်ရီကိုရွေးချယ်သွားခဲ့တာကိုမြင်လိုက်ရပါတယ်။စူပါမန်ကတော့ Green Arrow နဲ့ Black Canary ကိုသူ့မိသားစုစီခေါ်လာခဲ့ပါတယ်။ဘမ်မန်ကတားဖြစ်သူ Damian Wayne ကို Radio ကနေတဆင့် Virus ရဲ့အကြောင်းအဆိုကိုရှင်းပြနေပါတယ်။ဘမ်မန်က Backgate ထဲမှာ Virus ကူးစက်မှုနှေးကွေးအောင်သူ့ရဲ့ခေါင်းကို Mr. Freeze ရဲ့အေးခဲစေတဲ့ခေါင်းစွပ်ကြီးအုပ်ထားရပါတယ်။ဒီလိုနဲ့ဘမ်မန်ကတားဖြစ်သူနဲ့မိတ်ဆွေတွေကို သူ virus အပီးတိုင်မကူးဆက်ခင်မှာနှုတ်ဆက်စကားပြောပြီးအသိစိတ်လွတ်သွားပါတယ်။ဗန်မန်ရဲ့နောက်မှာ shotgun နဲ့အသင်းဆောင်တဲ့ Alfred ကတော့ဗန်မန်ကိုအဆုံးစီရင်ပေးလိုက်ပါတယ်။ Alfred ကဗန်မန်ကိုတတ်ပြီးလင်းတို့လေရင်နဲ့ထွက်ခွာသွားခဲ့ပါတယ်။ Harley Quinn ကလည်း virus ကူးဆက်နေတဲ့ဂျိုကာကသူ့နောက်လိုက်လာလို့ shotgun နဲ့ bike ကိုပစ်ထည့်ပြီးအဆုံးသတ်ပေးလိုက်ရပါတယ်။ဒါပေမဲ့ virus ကူးစက်ခံရပြီးဖြစ်တဲ့ Batgirl, Catwoman, Batwoman တို့က Harley Quinn ကိုရံပြုတ်ဖို့ရောက်လာခဲ့ပြန်ပါတယ် စူပါမန်ကတော့ Daily Planet အဆောက်အုံတွေကို Louis ဝင်လို့ရအောင်အဆောက်အုံထဲမှာရှိနေတဲ့ zombie တွေအကုန်လုံးကိုရှင်းထုတ်ပေးလိုက်ပြီးသူ့အဖေနဲ့အမေရှိတဲ့ Small Vale ကိုခနှထောက်သွားပါတယ်။ Atlantis ဇေယောထဲမှာတော့အကွာမန်ရဲ့ဇနီးဖြစ်သူ Mira နဲ့ Tempest တို့ကလေ့ကျင့်ရေးဆင်းနေတဲ့အချိန်မှာ virus ကူးစက်ခံနေရတဲ့အကွာမန်ကရောက်လာပြီး Tempest ကိုသွေးကနေတဆင် virus ကူးစက်အောင်လုပ်ပေးလိုက်ပါတယ်။ Mira ကတော့သူ့စီပြေးလာနေတဲ့ zombie တွေကိုအားကုန်သုံးပြီးဖယ်ရှားရင်ထွက်ပြေးလာခဲ့ပါတယ်။ စူပါမန်ကတော့ small wave ကိုသွားနေတဲ့လမ်းမှာတွေ့ရတဲ့သူမှန်သမျှကိုကင်တရင် helicopter ပေါ်ရောက်နေတဲ့ black lightning ကိုမိသားစုနဲ့တွေ့ခဲ့လို့ daily planet အဆောင်အစီကိုသွားခိုင်းလိုက်ပါတယ်ဒီလိုနဲ့ small wave ကိုရောက်သွားတဲ့အချိန်မှာစူပါမန်ရဲ့အဖေက virus ကူးစက်နေပြီဖြစ်လို့သူ့မိကမြေရောက်ခန်းထဲကိုပိတ်ထားရပါတယ်စူပါမန်လည်း virus ကူးစက်နေတဲ့သူ့အဖေကိုမြင်ရတဲ့အခါဝမ်းနည်းသွားပြီးမြေရောက်ခန်းထဲပြန်ထည့်လိုက်ပါတယ်ပြီးရတဲ့သူ့မိကို small wave ကနေ daily planet စီကိုပြန်ခေါ်သွားပါတယ် ဝါရှင်တန် DC မှာကက်ပတိန်အဒမ်နဲ့အမန်ဒါဝေါ်လာကဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူသေအလောင်းတစ်ခုရဲ့ကိုဒီအဒမ်ကိုစိုက်သေးခိုင်းပြီးဖြည့်ဆည်းချလို့ရအောင်ဝင်စစ်ဆေးခိုင်းနေပါတယ်။ဒါပေမဲ့မျိုးရဲမှာရုံးရင်းဆန်ခတ်တွေအရန်ဖြစ်နေတဲ့အတွက်ကက်ပတိန်အဒမ်ကထိန်းချုပ်ဖို့သွားကူညီနေတဲ့အချိန်မှာဗိုင်းရပ်စ်ကူးစက်ခံရတဲ့လူသေအလောင်းတွေကဒီအဒမ်ကသူ့နှလုံးကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဒီအဒမ်ကစိုက်သေးလို့နဲ့အတွက်ကက်ပတိန်အဒမ်ကသူ့ခန္ဓာကိုယ်ရဲ့ရောက်နေတာကိုမသိလိုက်တာဖြစ်ပါတယ်။ Louis Lane ကတော့ Daily Planet အစောင့်ရဲ့ Radio Snick ကိုအသုံးပြုပြီးတက်ရှင်ကြံရတဲ့သူတွေကို Daily Planet စီလာကြဖို့သတင်းစကားပါလိုက်ပါတယ်။ရေရောက်ထဲကပြေးလာတဲ့ Mira ကတော့ Wonder Woman ရဲ့မွေးရဇာတိဖြစ်တဲ့ Themyscira ကိုရောက်လာခဲ့ပြီး Wonder Woman တို့အမေဇုန်တွေကိုဖိချောင်းကုန်စင်ရှင်းပြလိုက်ပါတယ်။ Superman နဲ့ Black Canary ကမြို့တွေကအသက်ရှင်ကြံရင်းနေတဲ့သူတွေကိုလိုက်လံရှာဖွေနေပါတယ်။ Superman ကတော့ Digital Screen တွေကိုကြည့်လိုက်ရင် ဗိုင်းရပ်စ်မကူးစက်ရလေအောင် X-ray vision အသုံးပြုပြီးရှာဖွေနေတာဖြစ်ပါတယ်။ဒီလိုနဲ့အဆောက်အုံတစ်ခုတည်းပုံအောင်နေတဲ့ flash နဲ့ kit flash တို့ကို ရှာတွေ့သွားလို့ဘာကြောင့်ပုံနေရလဲလို့မေးတဲ့အခါသူတို့လိုအပြင်းမြန်တဲ့ hero တွေသာကူးစက်သွားရင်အချိန်နေဆိုးသွားမှာဆိုလို့ဆိုပြီး flash တို့ကပြန်ပြေးလိုက်ပါတယ်။ Harley Quinn ကိုရန်ပြုတ်နေတဲ့ zombie burst of prey အဖွဲ့သားတွေကိုတော့ချစ်သူဖြစ်တဲ့ poison ivy ကကယ်တင်ပေးလိုက်ပါတယ်။ Louis Lane က radio နဲ့သတင်းစကားပါနေတဲ့အချိန်မှာ Daily Planet ်စာအုံနာကိုဗိုင်းရပ်စ်ကူးစက်ခံရတဲ့ဂျိုင်ကန်တာကရောက်လာခဲ့ပါတယ်။ဂျိုင်ကန်တာရန်ပြူတော့ Green Arrow နဲ့ Black Lightning တို့ကဝိုင်းကားပေးကြပါတယ်။အဲဒီအချိန်မှာ Batwing မောင်းလာတဲ့ Alfred ကလည်း Jaganda ကိုလေရင်ကဒုံးကျည်တွေနဲ့လှမ်းပစ်ပေးမဲ့ Jaganda ကလေရင်ဖျက်ဆီးနိုင်ခဲ့ပါတယ်။ Black Canary ကလေရင်ကိုလှမ်းဖက်လိုက်ပြီး Superman ကတော့ Jaganda ကိုပြေးထိုးပေးလိုက်တာမောက်ရလဲသွားပါတယ်။မောက်ရလဲသွားတဲ့ Jaganda ကို Wonder Woman အသက်ဖို့လုပ်ပေးမဲ့ Superman ကဝန်တားလိုက်ပါတယ်။ အဲဒီအချိန်မှာစိုက်ဘော့ရောက်လာပြီးဂျာဂန်ထားရဲ့ခေါင်းကိုပေါက်သွားအောင် သူ့လက်နက်နဲ့ပစ်တက်လိုက်ပါတယ်။အဲဖရက်ကတော့လေရင်ထဲကထွက်လာပြီးသူ့ပါလာတဲ့ဘန်မန်ဝစ်ဆုံကိုဒေမီယန်ဝင်းကိုဝစ်ဆင်ဖို့ပေးလိုက်ပါတယ်။ Black Lightning ရဲ့မိန်းမကတော့ Flash နဲ့ Kid Flash တို့ကိုသူ့မှာပါလာတဲ့ပါဝါရှိတဲ့မျက်ကပ်မှန်တွေတက်ထားကြဖို့ပေးလိုက်ပါတယ်။ပါဝါရှိရဲ့အတွက်မျက်စိအာရုံကောင်းသူအဖို့တက်လိုက်ရင်မြင်ကွင်းဝဝကြီးဖြစ်နေမှာဖြစ်လို့ digital screen တွေကိုရုတ်တရက်ကြည့်မိနိုင်တဲ့အန္တရာယ်ကနေကာကွယ်နိုင်ပါတယ်။ ဒီလိုနဲ့ရုတ်တရက်ကောင်းကင်ဘုံကနေဟော့ကက်တယောက်အတောင်ပံမီးလောင်ပြီးပြုတ်ကျလာလို့ဝါနာဝူမန်လှမ်းဖမ်းလိုက်ရပါတယ်။ကက်ပတိန်အဒန်ကြောင့်ဟော့ကက်ရဲ့အတောင်ပံနေမီးလောင်သွားမှန်းသိလိုက်ရတဲ့ဝါနာဝူမန်နဲ့စူပါမန်ကအဒန်ဘုံနဲ့ပေါက်ကွဲတိုက်ဆုံတော့မဲ့ကက်ပတိန်အဒန်စီကိုအမြန်ပြေးသွားပြီး Daily Planet နဲ့ဝေးရာကိုခေါ်သွားလိုက်ရပါတယ်။အဒန်ဘုံပေါက်ကွဲရောတမျိုးလုံးလည်းရစရာမရှိတော့ပါဘူး။ Mr. American ရဲ့ဇနီးဖြစ်သူ Big Bada က Apocalypse Georgie ပျက်စီးသွားမှန်းကိုရိုင်းသွားကြည့်ပြီးသိလိုက်ရပါတယ်။ မစ္စတာအမေရိကန်ကဒေါက်ဆိုက်ရဲ့မွေးစားသားပဲလူကောင်းတစ်ယောက်ပါ။ဒါကြောင့်ဒေါက်ဆိုက်သေးသွားတော့လည်းသူပျော်နေခဲ့ပါတယ်။မစ္စတာ Terrific ကတော့ Virus Kite နဲ့ Captain Boomerang ကိုကြည့်ရင်ဖြစ်စေဘလို့ရှားရမလဲဆိုတာစဉ်းစားနေပါတယ်။ Virus က Apocalypse Joe ကနေထွက်ပေါ်လာခဲ့မှန်းသိသွားတဲ့ Mr. Terrific က Apocalypse Joe သားတွေဖြစ်ခဲ့ကြတဲ့ Mr. American နဲ့ Big Brother စီသွားပြီး Apocalypse Joe စီကိုပို့ပေးခိုင်းဖို့တောင်းဆိုခဲ့ပါတယ်။ အပေါကလစ်ဂျိုကပျက်စီးသွားပြီဖြစ်ကြောင်းမစ္စတာမေရီကာတို့လင်မယားကပြန်ပြောလိုက်တဲ့အခါမစ္စတာထရစ်ဖီလည်းဘူစတာဂိုးနဲ့ဘလူးဘီတဲ့စီကိုသွားပြီးအကူအညီတောင်းဖို့ကြိုးစားပြန်ပါတယ်ဘူစတာဂိုးတို့စီကိုဇွန်ဘီတွေကရန်ပြုတ်နေတဲ့အတွက်မစ္စတာထရစ်ဖီတို့အဖွဲ့ကအကူအညီပေးလိုက်ပါတယ်ဒီလိုနဲ့ဘလူးဘီတဲ့ရဲ့လေရင်ကြီးကိုအသုံးပြုပြီးမစ္စတာထရစ်ဖီတို့မှော့ပညာမှာဆရာတဆူဖြစ်တဲ့ဂျွန်ကွန်စတန်တိုင်းစီသွားရောက်အကူအညီတောင်းခဲ့ပြန်ပါတယ်ဇွန်ဘီတွေနောက်ကလိုက်လို့ထွက်ပြေးနေရတဲ့ဂျွန်ကွန်စတန်တိုင်းကလည်း သူကလူစားကောင်းမဟုတ်လို့မကူညီနိုင်ဘူးဆိုပြီး Mr. Terrific တို့ရဲ့အကူအညီတောင်းဆိုမှုကိုညှင်းခဲ့ပါတယ်။ဒီတော့အကြံရမရတဲ့ Mr. Terrific က Malibu မှာရှိတဲ့ Booster Go ရဲ့အချိန်ခီးသွားဆက်ကိုအသုံးပြုပြီးအချိန်ရစီကြောင်းကိုပြန်ပြင်ဖို့ကြိုးစားပါတယ်။ Booster Go ကအနာဂတ်ကနေအချိန်ခီးသွားဆက်နဲ့အတိတ်ကိုပြန်လာတဲ့ Hero ဖြစ်ပါတယ်။အချိန်ခီးသွားဆက်ထားရှိရဲ့အဆောက်အုံထဲမှာ Zombie တွေအများကြီးပြင်းထန်နေတော့ Mr. Terrific တို့သွာလာရအဆင်ပြေအောင် Zombie တွေကို အချိန်ဆွဲတိုက်ခိုက်ရင် Mr. Miracle တို့လင်မယားနှစ်ယောက်ခင်ဗျာဇွန်ဘီတွေကြိုက်တာခံလိုက်ရပါတယ် Booster Go တို့အချိန်ခီးသွားဇက်စီကိုလည်းရရော Linear Man ကဆက်ရက်ရှိမှမတက်ရက်စောင့်နေခဲ့ပါတယ် Linear Man ဆိုတာက DC မှာအချိန်ရစီကြောင်းကိုစောင့်ရှောက်သူတူဖြစ်ပါတယ် MCU က TVA လိုသဘောမျိုးပါပဲ Timeline ကိုပြင်မဲ့သူတွေဆို Winter Sea တဲ့သူမျိုးဖြစ်ပါတယ်အဲဒီအချိန်မှာ Constantine ကစိတ်ပြောင်းသွားပြီး Mr. Terrific တို့ကိုလာကူညီခဲ့ပါတယ် John Constantine ကလီနီယမ်မန်ကိုနှာခေါင်းယိုကျအောင်နဖူးနဲ့တိုက်ထည့်လိုက်ပါတယ်။အဲဒီအချိန်မှာဇော်မီဖြစ်သွားတဲ့ Big Brother ကရောက်လာပြီး Constantine ကိုရန်ပြုတ်ဖို့လုပ်တဲ့အခါ Mr. Terrific ကရောက်လာပြီးကယ်တင်ခဲ့ပါတယ်။ဒါပေမဲ့ဇော်မီ Big Brother က Mr. Terrific ကိုကိုနှချမ်းဖြစ်သွားအောင်ဆွဲဖြက်လိုက်ပါတယ်။ Booster Go ကအချိန်ခီးသွားဇက်ပေါ်တတ်တော့မဲ့အချိန်မှာအရင်နောက်ကျသွားခဲ့ပြီးဖြစ်တဲ့အတွက်နာဂမ်ရှိတော့တဲ့ Booster Go တရား Blue Beetle ရှေ့မှာတင်ပျောက်ဆုံးသွားခဲ့ရပါတယ်။ ဘေးပါတာက blue beetle ကို virus ကူးစက်အောင်လွတ်လိုက်တဲ့အတွက် blue beetle လည်းအသေးစိတ်လွတ်သွားပြီးဒီနေရာမှန်းကိုကုတ်ထည့်လိုက်ပါတယ် John Constantine ကိုတော့တေဖို့အချိန်မတန်သေးဘူးဆိုပြီး Dr. Fine နဲ့ Sadana ကပေါ်တယ်ဖွင့်ပြီးလာခေါ်သွားပါတယ် Captain အတိုင်းရဲ့ပောက်ကွဲတိတ်ဆုံးမှုကြောင့်ပျက်စီးသွားတဲ့ Metropolis တစ်မြို့လုံးကို Superman နဲ့ Wonder Woman တို့စိတ်ပြက်လက်ပြက်နဲ့ကြည့်နေကြပါတယ် Black Canary ကတော့လက်ဆွတ်ဆွမ်းနဲ့အဆောက်အုံကြီးကိုအန်တန်ဘုံပျက်စီးမှုတန်းကနေကာဝယ်ပေးနိုင်ခဲ့ပါတယ် Lex Luthor လည်း Superman နဲ့ ငင်းချမ်းရေးယူခဲ့ရပါတယ်။ Flash, Wonder Woman နဲ့ Superman တို့ကတော့ကမ္ဘာပေါ်မှာရှိသမျှ internet နဲ့ပတ်သက်သမျှတွေကိုလိုက်လံဖျက်ဆီးနေပါတယ်။ Poison Ivy ကတော့ Gotham မြို့တစ်မြို့လုံးကိုသူ့ရဲ့အစ်စ်ပင်အစွမ်းနဲ့ဖုံးလွှမ်းလိုက်ပြီး virus ကိုအစွမ်းကုန်ကာကွယ်နေပါတယ်။ဒါကြောင့် Damian Wayne, Green Arrow နဲ့ Black Canary တို့ကအသက်ရှင်ကျန်ရဲ့သူတွေအတွက် Poison Ivy ရဲ့နေရာကိုခုံလုံခွင့်ပေးဖို့တောင်းဆိုခဲ့ရပါတယ်။ Poison Ivy ကလည်းလက်ခံလိုက်ပါတယ်။ Superman ရဲ့စခန်းထဲမှာတော့အသက်ရှင်ကျန်ရတဲ့သူတွေ Justice League အဖွဲ့သားတွေနဲ့ Less Luthor တို့ကဘလို့ရှေ့ဆက်လောက်ကြရမလဲဆိုတာကိုတိုင်ပင်နေကြပါတယ်။ဒါကြောင့် Justice League ကအသက်ရှင်ကြတဲ့သူတွေအားလုံးနဲ့အတူကမ္ဘာပေါ်ကပြီးတိုင်ထွက်ခွာပြီးတခြားကျိုးပေါ်မှာသွားနေကြဖို့ဆုံးဖြတ်လိုက်ကြတဲ့အတွက်ရင်းပြန်အကြီးကြီးတွေစောင့်နေကြပါတယ်။အဲဒီအချိန်မှာ virus ကူးစက်ခံနေရတဲ့ Marshall Manhunter ကရောက်လာပြီး Less Luthor ကိုဘိုက်ပေါက်သွားအောင်တတ်လိုက်ပါတယ်။ Flash ကိုလည်း virus ကူးစက်သွားအောင်အနောက်ကနေလှမ်းကုပ်လိုက်ပါတယ်။ မာရှယ်မန်ဒါကမီးကျောက်တဲ့အတွက် firestorm ကိုချက်ချင်းရောက်လာပြီးမီးတွေနဲ့ရှို့ဆက်လိုက်ရပါတယ်။ Flash က virus ကူးသွားပြီဖြစ်တဲ့အတွက်ခြေဥတဲ့ရပြေးပြီးအသက်ရှင်ကျန်ရတဲ့သူတွေကို virus ကူးဆက်အောင်တိုက်ခိုက်နေပါတယ်။ Superman က Flash နောက်ကိုပြေးလိုက်ပြီးဝင်တိုက်လိုက်တဲ့အတွက် Flash လည်းအယိုးတခြားအသားတခြားဖြစ်ပြီးရှော့သွားပေမဲ့ Flash ရဲ့အယိုးစားတွေက Superman ရဲ့ bike ကိုစိုက်သွားခဲ့တာကြောင့် Superman ခမ virus ကူးဆက်ခံလိုက်ရပါတယ်။ virus ကူးဆက်ခံလိုက်ရတဲ့ Superman ကမိသားစုကိုနှုတ်ဆက်ပြီး အာဂါသဘောပြန်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့အာဂါသဘောမှာနေစူပါမန်ကအသီးစိတ်လွတ်သွားခဲ့တာကြောင့်ကဘာမီဘောပြန်ရောက်လာခဲ့ပါတယ်။ဒေမီယန်ဝင်းကဖေးအဖြစ်သူဘန်မန်သိမ်းထားတဲ့ခရစ်ပရိုနိုက်အပိုင်းစာကိုဝန်နာဝူမန်ကိုပေးလိုက်ပါတယ်။ဝန်နာဝူမန်ကခရစ်ပရိုနိုက်အပိုင်းစာကိုသူ့ရဲ့ဓာတ်နဲ့ထည့်သွင်းသွန်းလွှတ်ခဲ့ပါတယ်။ poison iv ကတော့အမိမေကြီးကိုချစ်ခင်တဲ့စိတ်ကြောင့်ကဘာပေါ်မှာပဲနေခဲ့ရပြီး harley quinn ကလည်း poison iv ကိုချစ်တဲ့စိတ်ကြောင့် iv နားမှာပဲနေခဲ့ပါဗါး အဲ့ဒီချိန်တမစ်ကီရီယာကိုဇွန်ဘီအကွာမန်းကရောက်လာပြီးတိုက်ခိုက်ပါတယ်။ Green Arrow ကရေမြန်ကြီးပေါ်ကနေအကွာမန်းရဲ့ခေါင်းကိုထုတ်ချင်းပေါအောင်လှမ်းပစ်ပေးလိုက်တဲ့အတွက်ရှော့သွားပါတယ်။တမစ်ကီရီယာမှာရှိတဲ့အသက်ရှင်ကျန်ရဲ့သူတွေကို Justice League ကရေမြန်ကြီးနဲ့ခေါ်သွားခဲ့ပါတယ်။ Superman ကတော့အသီးစိတ်လွတ်ပြီးတောင်းကျနေတဲ့အတွက် Black Canary, Wonder Woman နဲ့ Cyborg တို့ကဝင်ထားကြပါတယ်။ Black Canary က Lost Speaker ပုံပြောင်းပြီးအတန်လှိုင်းတဲ့ Superman ကိုအော်ထည့်ပါတယ်။ Superman ကို Black Canary, Cyborg နဲ့ ဝန်နာဝမန်တို့တွန်းအောင်သာပေါင်ပြီးနှိမ့်နေနေရပါတယ်။ဝန်နာဝမန်ကသူ့တွန်းလောက်ထားတဲ့ Kryptoniteer နဲ့ Superman လက်ကိုခုတ်လိုက်ပြီးရမက်ကိုပါထိုးထည့်လိုက်ပါတယ်။ Superman ကကြံလက်တစ်ဖက်နဲ့ဝန်နာဝမန်ရဲ့ bike ကို virus ကူးအောင်ပြန်ထိုးလိုက်တဲ့အတွက်ဝန်နာဝမန်လည်းလေပေါ်ကနေအောက်ကိုပြုတ်ကျသွားပါတယ်။ Swami Superman ကရင်မြန်ကြီးတွေနဲ့ထွက်ပြေးတော့မဲ့သူတွေကိုမြင်တဲ့အတွက်သူတို့နောက်ကိုလိုက်သွားပါတယ်။ Black Canary က Superman နောက်ကိုလိုက်သွားရမှာဖြစ်တဲ့အတွက်ဝန်နာဝမန်ကသူ့ရဲ့ဓာတ်ကိုပေးလိုက်ပါတယ်။ ။စိုက်ဘော့ကတော့ဝန်ဒါဝူမန်ရဲ့ဘေးနားမှာနေပြီးနေပါတယ်။စူပါမန်ကအေးမန်ကြီးစီကိုဖျက်ဆီးဖို့လာနေပြီဖြစ်တဲ့အတွက်တားဖြစ်သူစူပါပွိုင်းကဝန်တားရပါတယ်။ဘလက်ကန်ရီကလည်းအာဂါသာရဲ့ရောက်ပြီးဖြစ်တဲ့အတွက်အခြားသောဂရင်းလန်ဒန်တွေကိုအကူအညီလှမ်းနှောင်းခဲ့တာကြောင့်ဂရင်းလန်ဒန်တပ်ဖွဲ့ကြီးရောက်ချလာပါတယ်။ဂရင်းလန်ဒန်တပ်ဖွဲ့ကြီးကိုမနိုင်မန်တည့်ရဲ့စူပါမန်ကနေထဲဝင်ပြီးအစွမ်းနဲ့ကုန်ဆုတ်ယူလိုက်ပါတယ်။စူပါမန်နေထဲဝင်ပြီးအစွမ်းနဲ့ဆုတ်နေတော့ဂရင်းလန်ဒန်တွေကရင်မြန်ကြီးတွေကို တခြားဘေးကင်းတဲ့ကဘာစီရောက်အောင် အများဆုံးလိုက်ပို့ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ Cyborg က Zombie ဖြစ်သွားတဲ့ Wonder Woman ကို Wonder Woman ရဲ့အမှန်တရားပြောတဲ့ဂျိုးနဲ့တုတ်ပြီး Virus ကိုဘယ်လိုကုသရမလဲမေးပါတယ်။ Virus ရဲ့ဖြည့်ဆည်းက Cyborg ရဲ့ခန္ဓာကိုယ်ထဲမှာရှိကြောင်း Wonder Woman ပြန်ဖြည့်လိုက်တော့စိတ်ထဲကျသွားတဲ့ Cyborg ကို Wonder Woman ခေါင်းဖြုတ်တက်လိုက်ပါတယ်။ Green Lantern တွေကတော့အသက်ရှင်ကျရင်သူတွေကိုကဘာနဲ့အဝေးဆုံးတနေရာဖြစ်တဲ့ဂျိုးအစ်စ်တလုံးစီကိုပို့ဆောင်ပေးနေတယ်ပဲဇလန်းကိုဆုံးတက်ခဲ့လိုက်ပါတယ်။ ။စူပါမန်ကတော့နေရဲ့အစွမ်းတွေအကုန်လုံးကိုဆော့ယူပြလိုက်တဲ့အတွက်နေကသူ့ရဲ့တမယိုးကြလဲပတ်မှုကိုရပ်တန့်ပြီးစူပါနိုဗာဖြစ်ပေါ်လာစေဖို့လှုံ့ဆော်လိုက်သလိုဖြစ်သွားပါတယ်။စူပါနိုဗာဆိုတာကြဲကြီးစလုံးပေါက်ွယ်ပြီးအလွန်မင်းတောက်ပပြီးရင်တဖြည်းဖြည်းအေးခဲသွားတဲ့ဖြစ်ရဖြစ်ပါတယ်။စူပါနိုဗာပေါက်ွယ်ပြီးနောက်မှာနေရဲ့စွမ်းအင်ကအကုန်ဆုံးသွားတဲ့အတွက်စူပါမန်ကနေစွမ်းအင်မရှိရင်မလှုပ်ရှားနိုင်တော့တဲ့အခြေအနေကိုရောက်သွားပါတယ်။ ။ဒါကြောင့်စူပါမန်ကသူ့ကိုယ်သူထိန်းချုပ်ဖို့သူ့ရဲ့အင်အားအရင်းမြစ်ကိုဖယ်ရှားလိုက်တာဖြစ်ပါတယ်။နောက်တစ်ချက်ကတော့နေအောင်ကြီးမရှိတော့တဲ့အတွက်ကဘာဂျိုအပါဝင် နေစနစ်တစ်ခုလုံးကအေးခဲပြီးအမောင်ဒုရဲရောက်သွားပါလိမ့်မယ်။အပူချိန်အများကြီးကျဆင်းသွားတာကြောင့် virus ကူးစက်ခံရတဲ့သက်ရှိတွေရဲ့လှုပ်ရှားမှုနဲ့ပြန့်နှံ့မှုကိုရှားကြီးရပ်တန့်နိုင်မှာဖြစ်ပါတယ်။ဒီလိုလောရက်တွေကိုကြည့်မယ်ဆိုရင်စူပါမန်ကအသီးစိတ်လွတ်နေတာတော့မှလူသားနဲ့တက်ရှိတွေပေါ်ထားတဲ့သူ့ရဲ့မြစ်တာကို အကောင်းဆုံးပုံဖော်ပြသွားနိုင်ခဲ့တာကိုမြင်ရမှာဖြစ်ပါတယ်။အဆုံးအထိကြည့်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြတာပေါ့ဗျာ။